ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ် ကောင်းမွန်သောဒီလေးတနေ့ဖြစ်ပါစို့ဒီနေရာကနေပြီးတော့ပြန်လေပြီးတော့စုမုံကောင်တောင်းပေးလိုက်ပါတယ်လက်ရှိချိန်မှာတော့ကျွန်တော်တို့ Manchester United ဒါသတင်းလေးသုံးခုဒါကျွန်တော်တို့ဗီဒီယိုတစ်ခုတည်းမှာပြောမယ်လက်ရှိမှာတော့ကျွန်တော်သိရတဲ့အတိုင်းပဲတပတ်တတိကျွန်တော်ဘာသတင်းမှလည်းမတင်ဆက်ပြီးတော့ကျွန်တော်သတင်းတွေကအများကြီးပုံနေတယ်လို့ပဲပြောပြရစေလက်ရှိမှာတော့ကျွန်တော်တို့ Manchester United တင်သတင်းနဲ့ဒီနေ့ညနေမှာဖွင့်လိုက်ခြင်းနဲ့ပေါ့နော်အဲ့တော့ Manchester United အသင်းသတင်းဆိုကျွန်တော်ဒါဗီဒီယို10မိနစ်ပြည့်သွားအောင်9မိနစ်နဲ့10မိနစ်ကြားတဲ့ရှင်ကျွန်တော်ဗီဒီယိုက minute 3မိနစ် ပုံစံမျိုးတွေကျွန်တော်ဒါသုံးခုခွဲပြောသွားမယ်ပထမတစ်ခုနေကျွန်တော်ဂျားတဲ့မှာကျွန်တော်တို့လည်းဒါဆိုဟိုငလင်းသတင်းနေနေပဲဒါတွေးလိုက်တဲ့သတင်းတစ်ခုရှိတယ်ဘရူနိုဖာနန်ဒက်စ်ကိုရီယယ်မက်ဒရစ်ကအလူရှိနေပြီးတော့မန်ချက်စတာယူနိုက်တက်တင်ကအကဲအီးသာပေါင်90ဘတ်ချလဲဝင်းကျင်ကြရခဲ့မယ်ဆိုရင်တော့ဒါကျွန်တော်တို့ရောင်းသွားဖို့အတွက်ပြင်ဆင်နေတယ်ဆိုတဲ့သတင်းတစ်ခုရဲ့ ပြီးတော့လက်ရှိမှာဒါကျွန်တော်တို့ Manchester United အသင်းနဲ့ဒါကျွန်တော် Christian Eriksen နဲ့လုံးဝဒါကျွန်တော်တို့ဇလန်းကပြီးဆုံးသွားပြီဆိုတဲ့သတင်းရဲ့ဒါပဲကျွန်တော်တို့ဒါ Manchester United အသင်းနဲ့လာမယ့်နွေရာသီမှာ Zigzi နဲ့ဒါကျွန်တော်တို့ White Land နှစ်ယောက်တည်းကတယောက်ယူရမယ်ဆိုရင်တော့ဒါကျွန်တော်တို့ White Zigzi ကိုပဲယူရမှာဖြစ်ပြီး White Land ကိုတော့ရောင်းချသွားဖို့အတွက်ပြင်ဆင်သွားမှာဖြစ်တယ်လို့ကြားသိရတယ်မှာပါတယ်ပေါ့နော်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ Manchester United အသင်းစီကနေပြီးတော့ဒါကျွန်တော် Bruno Fernandes ကို Real Madrid ကနေပြီးတော့စိတ်ဝင်စားနေတယ်ဆိုတော့ တည်င်းတွေထွက်ပေါ်နေခဲ့တယ်။အဲ့တည်င်းကဘယ်လောက်ထိမှန်ကန်မှုရှိမလဲ။အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့နည်းနည်းလေးဒါကျွန်တော်တို့ဒီဒီပြောအောင် Bruno Fernandes ကြီးလက်ရှိမှာဒါ Manchester United အသင်းရဲ့တကယ်ကိုမဖြစ်မဖြစ်လိုအပ်တဲ့ကစားသမားတစ်ယောက်ဖြစ်တယ်။တကယ်ကိုလည်းကတော့တောက်ရမ်းကောင်းတဲ့ကစားသမားဖြစ်ပြီးတကယ်ကိုအသင်းမှာမရှိမဖြစ်လိုအပ်တဲ့ကစားသမားတစ်ယောက်ဖြစ်တယ်။လုံးဝငြင်းစားဗျာ Premier League မှာအကောင်းဆုံးကစားသမားတွေတစ်ယောက်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်။ဒါမှန်လေ။ခုနကဒါပေမဲ့ခုနကလက်ရှိမှာ Real Madrid အသင်းအနေနဲ့ဒီကစားသမားကိုခေါ်နိုင်မလား။ ဒါကလက်ရှိမှာလုံးဝ far fresh ဖြစ်လို့နေလို့မြင်တယ်ဒီသတင်းကိုတင်တဲ့သတင်းကတော့ကျွန်တော် foodie marco လို့ရေးထားတဲ့သတင်းကဖြစ်ပြီးတော့ဒီသတင်းထံထဲက tier 4နဲ့ tier 5ကြားထဲမှာရှိတယ်တော်တော်လေးကုန်အောက်နေနေတာ tier လို့ပြောလို့ရရတယ်မှာပါအဲ့တော့ bruno fernandes ကို manchester united အသင်းကနေပြီးတော့ပေါင်သန်း60တတီဈေးတက်မှတ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ရေးသားထားခဲ့တာကိုတွေ့ရမှာတယ်မှာပါတယ်အဲ့တော့ ပြောချင်တာကလက်ရှိအနေထားရပါတော့ဒါလက်ရှိဒါကျွန်တော်တို့နောက်ဆုံးသတင်းနေရဆိုရင်တော့ဒါဘရူနိုဖာနန်ဒက်စ်ကိုမန်ချက်စတာယူနိုက်တက်နဲ့တန်ကူးစေတတ်မှတ်ထားတယ်ဘာမှမရှိပါဘူး။နောက်ဆုံးဒါကျွန်တော်တီယဝန်သတင်းတွေဖတ်ရဆိုမန်ချက်စတာယူနိုက်တက်နဲ့ဘရူနိုဖာနန်ဒက်စ်ကိုလုံးဝရောင်းချသွားမယ်ကစားသမားမဟုတ်ဘဲနဲ့တန်ကူးစေမကလို့တန်တရာလာပြီးပြီးသူတို့နဲ့ရောင်းချသွားမှာမဟုတ်ဘူးလို့သိရတယ်။အဲ့တော့လက်ရှိမှာအကိတ်တန်ကူးစေတတ်မှတ်ပြီးထား လူရဲမတွက်ကဝယ်မှာလားရီယယ်မတွက်နေနေလက်ရှိမှာဘရူနိုဖာနန်ဒက်စ်ကိုဒါစောက်ရမ်းကောင်းတာမှန်ပေမဲ့ပေါင်သန်း90ပေးပြီးဝယ်သွားအောင်ဘာလို့ဆိုဘရူနိုဖာနန်ဒက်စ်အသက်ကြောင်းပဲလက်ရှိမှာရီယယ်မတွက်နေနေဒါကျွန်တော်တို့လူတွေကို recruit လုပ်နေတဲ့ပုံစံကိုကြည့်မယ်ဆိုအသက်ကြီးကစားသမားခေါ်မယ်ဆိုရင်အဲ့ဒီအသက်ကြီးကစားသမားတွေတို့အနေနဲ့ အလွတ်နဲ့ခေါ်ယူဖို့အတွက်ပဲသူတို့ကစူးစမ်းတာများတယ်လက်ရှိမှာဘရူနိုကျွန်တော်တို့ကဒါမရီတီနဲ့ဘရူနိုဖာနက်ကအသက်ဘယ်လောက်လဲကျွန်တော်စဉ်းစားမိရထိပဲဘရူနိုဖာနက်ကအခုလက်ရှိမှာအသက်ရအဖြစ်ဆိုနေအသက်30ပြည့်တင်းသွားခဲ့ဖြစ်တယ်ဒါကျွန်တော်တို့လာမယ့်စက်တင်ဘာဆို31နှစ်ပြည့်ဖြစ်တယ်အဲ့တော့အသက်31နှစ်အရွယ်ကစားသမားကိုရီယယ်မက်ဒရစ်ကဘလူးအချောင်းချောင်းနဲ့မှာပေါင်တန်း90ပေးသွားဖို့အတွက်လုံးဝ best scenario မှမရှိဘူးလို့ပဲကျွန်တော်အနေနဲ့မြင်မိတယ်မှာဒါပေမဲ့ကျွန်တော်လာမယ့်နွေရာသီမှာရီယယ်မက်ဒရစ်အနေနဲ့ဒီပေါင်တန်း90ပေါ်ယူရိုနဲ့တော့ပေါင်ယူရိုတန်း100လောက်ရှိနီးနီးရှိတဲ့ပတ်စံတစ်ခုသူ့အနေနဲ့ပို့ပြီးတော့လိုအပ်တဲ့နေရာမှာတုံးသွားမယ်လို့ ီးရဘယ်လောက်ထိဒါကျွန်တော်တို့လက်ရှိမှာရီယယ်မန်ဒရစ်ရဲ့အသက်ကြီးကစားသမားကိုစိတ်ဝင်စားလဲဆိုတော့သူတို့အနေနဲ့အခုလက်ရှိမှာဂျိုဆင်းလူတယောက်နောက်ပိုင်းကလွယ်ပြီးအခုလက်ရှိကောလန်ဟာလာတွေရဲ့ Virgin Van Dijk ကိုဒါကျွန်တော် Virgin Van Dijk ရဲ့ agent ကနေပြီးတော့ဒါ Real Madrid ကိုဒါကျွန်တော်အလွတ်ပုံစံမျိုးသွားကန့်လန့်ခဲ့တော့မှ Real Madrid ဘက်ကစိတ်ဝင်စားခဲ့ဘူးလို့ဆိုလို့ရတဲ့အထိကိုဒါကျွန်တော်သတင်းတွေရထားတယ်ဒါပေမဲ့အဲ့ဒီသတင်းက tier 3လောက်ပဲရှိရအောင်ချုပ်ချက်လိမ့်ပြီးရုံဒါပေမဲ့ပြောချင်တာဗျာလက်ရှိမှာက Real Madrid အသင်းတွေနဲ့အသက်30နဲ့အထက်ကစားသမားကိုသူတို့အနေနဲ့တော်ရုံတန်ရုံစိတ်ဝင်စားဖို့ပတ်စံပေးရမယ်ဆိုရင် Real Madrid အသင်းတွေနဲ့အသက်30အရွယ်နဲ့အထက်ကစားသမားတွေကိုပို့လို့တောင်စိတ်ဝင်စားဘူးလို့ပြောလို့ရမယ်အဒီတာတစ်ခုမှရှိတယ်ဗောနော်အဲ့ဒါကတော့အဓိက highlight ပြောမယ်တော့အဲ့တော့ Bruno Fernandes နဲ့ Real Madrid အသင်းကတကယ်ကိုအရန်အလှမ်းဝေးလို့ ွန်းနာဖြစ်ပြီး far fetch ဖြစ်လွန်းတယ်လို့ဖြစ်တယ်အဲ့တော့လုံးဝမဖြစ်နိုင်ဘူးလို့တော့ပြောလို့တော့မရဘူးဒါပေမဲ့လက်ရှိအနေထားနဲ့တော့မဖြစ်နိုင်ဘူးပိုဖြစ်နေတယ်ပိုပြီးတော့မဖြစ်နိုင်တဲ့တဲ့ရင်ကလက်ရှိမှာဒီကစားသမားကိုပေါင်တန်း90 real madrid ပေးပြီးခေါ်မယ်ဆိုတဲ့တဲ့ငါလုံးဝမဟုတ်ဒါပေမဲ့ပို့ပြီးတော့မဖြစ်နိုင်တဲ့နောက်တစ်ခုက Manchester United အသင်းက Bruno Fernandes ကိုပေါင်တန်း90ဈေးတင်ထားခြင်းမရှိပို့ဆိုတာက Real Madrid ကဒါမှမဟုတ် Manchester United အသင်းက Bruno Fernandes ကိုအယောင်စင်းဒီနှစ်မှလည်းမတင်လို့လာမယ့်နှစ်မှလည်းတင်ဖို့အတွက်လုံးဝလုံးဝမရှိဘူးလို့ပြောလို့ရတယ်မပါ Inyo ဆိုအနေနဲ့ကျွန်တော်ဒါ Bruno Fernandes ကိုတည်ပြီးတော့အသင်းကိုတိဆောက်သွားမှာဖြစ်တဲ့ကြောင့် Bruno Fernandes ကလက်ရှိမှာအယောင်စင်းဝင်ကစားသမားတယောက်မဟုတ်ဘူးဆိုတာနဲ့စပြီးဒီသတင်းကိုကျွန်တော်ပြောချင်တယ်အဲ့တော့ Real Madrid နဲ့ကျွန်တော် Bruno Fernandes ရဲ့သတင်းကလက်ရှိမှာလုံးဝသတင်းမှားလို့ ပြောလို့ရတယ်ရီယယ်မက်ဒရစ်နဲ့ဘရူနိုဖာနန်ဒက်လက်ရှိမှာရီယယ်မက်ဒရစ်လည်းမခေါ်သူမန်ချက်စတာယူနိုက်တက်အသင်းကလည်းကစားသမားပေါင်တန်း90တန်းဈေးသတ်မှတ်ထားတဲ့ဆိုတဲ့သတင်းကသတင်းမှားတာဖြစ်တယ်လို့ကျွန်တော်အနေနဲ့ပထမဦးဆုံးပြောပြစေ။နောက်တဲ့သတင်းတစ်ခုနဲ့လက်ရှိမှာဒါကျွန်တော်မနေ့ကဖာဗီဂျီရိုမာနိုတရဝင်းသူ့ရဲ့ podcast မှာ confirm လုပ်ခဲ့တဲ့သတင်းတစ်ခုပြောချင်တယ်။ Manchester United လက်ရှိကွင်းလေကစားသမားဖြစ်တဲ့ Christian Eriksen ကတော့ရာသီကိုရင်တော့ Manchester United အသင်းစင်ကအသင်းစီကနေပြီးတော့လုံးဝထွက်ခွာတော့မှာဖြစ်တယ်ဆိုတဲ့ဥစ္စာကိုတရားဟိုတရားခိုင်တော့ confirm လုပ်လိုက်ဖြစ်တယ်။အဲ့တော့ Christian Eriksen နေနဲ့သူက တော့ဘယ်ကလပ်ကိုသွားမယ်မသိပေမယ့်အခုလက်ရှိမှာကောလာဟာလာတွေကသူ့ရဲ့နိုင်ငံမွေးချန်ပေါ့ကလပ်ဖြစ်တဲ့ IS ကိုပြန်လည်ပြီးတော့သွားမယ်ဆိုတဲ့သတင်းတွေပူပူပြီးတော့ထွက်မော်လာတွေ့ရမှာအဲ့တော့ Christian Eriksen နေတဲ့အခုလက်ရှိမှာ Manchester United တင်းနေတာ Brentford ကနေပြတာအလွတ်နဲ့ပြောင်းရွှေ့ပြီးနောက်ပိုင်းမှာမှတ်မဲ့ရတာကျွန်တော်စုဖလားတွေကိုစုခူးနိုင်ခဲ့တယ်ကျွန်တော်တို့ကအဲအင်္ဂလန်မှာဒါကျွန်တော်တို့စပားနဲ့တော့မစုခူးနိုင်ခဲ့တဲ့ဖလားတွေကိုသူစုခူးနိုင်ခဲ့တဲ့လက်ရှိမှာ FA Flat လုံးဒါကျွန်တော်တို့ Carabao တလုံးကိုသူနေနေတာကျွန်တော်တို့ စခုနိုင်ခဲ့တယ်ပေါ့နော်ခရစ်ယာန်အရေးစင်းနေတဲ့စပါးကထွက်ခဲ့ပြီးနောက်ပိုင်းမှာအင်တာမီလန်နဲ့တူတာကျွန်တော်ပြည်တွင်းဖလားကိုလည်းစခုနိုင်ခဲ့တယ်လို့လက်ရှိမှာဒါကျွန်တော်တို့အမ်မန်ချက်စတာယူနိုက်တက်တင်နေတဲ့ပြည်တွင်းဖလားတွေကိုစခုနိုင်ခဲ့တာကိုတွေ့ရမယ်တဲ့မှာပါတယ်ဒါတွေကိုကြည်ချင်းအဖြစ်လက်ရှိမှာဒါခရစ်ယာန်အရေးစင်းနေတဲ့သူနေနေတာပြည်တွင်းမှာသူ့အလုပ်ကိုသူပြီးသွားပြီလို့သူယူဆတယ်ဒါပေမဲ့ခုနကပြောတချို့သောကလပ်တွေနေနေအခုလက်ရှိမှာ Brentford ကခရစ်ယာန်အရေးစင်းကိုပြန်ခေါ်ဖို့တဲ့စိတ်ဝင်စားနေတာဖြစ်ပြီးတော့ကွင်းလယ်ပိုင်းတော့လိုအပ်ချက်ချက်ရှိတဲ့ရှိရတဲ့ကြောင့်ဒါ Everton အသင်းကလည်းခရစ်ယာန်အရေးစင်းကိုအလွတ်နဲ့ပြန်ခေါ်ဖို့တဲ့စိတ်ဝင်စားနေတယ်ဆိုတော့ကောလာဟာလာတွေထွက်နေတဲ့မှာပါတယ်အဲ့တော့ဒါပေမဲ့လက်ရှိ မှာ Manchester United အသင်းကထွက်ခွာခဲ့မယ်ဆိုရင်တော့မှ Christian Eriksen နေနဲ့ဒါကြောင့် Premier League club တွေကိုပြန်သွားဖို့အတွက်လုံးဝလုံးဝလုံးဝအစီအစဉ်မရှိတော့ဘဲနဲ့လာမယ့်နွေရာသီမှာသူ့ရဲ့ငွေမွေးချမ်းမော့ club ဖြစ်တဲ့သူ့ရဲ့ဒါကျွန်တော်တို့သူကိုဘေးကောင်မြောက်ပြီးခဲ့တဲ့ IS မှာပဲဒါကစားသမားဘွားကိုအချိန်ကုန်သွားပြီးတော့ကျွန်တော်အဲတနစ်တနစ်လောက်ဆော့ပြီးရင်တော့မကစားသမားဘွားကလည်းအနားယူသွားဖို့အတွက်ပြင်ဆင်နေပြီဆိုပြီးတော့တရင်တွေထွက်ပေါ်နေကြတာကိုတွေ့ရမယ်အဲ့တော့ Christian Eriksen ကတော့ Manchester United ပြည်သက်နေတာ Manchester United အင်ဂျီကိုနဲ့အင်ဂျီနဲ့ဒါနောက်ဆုံးတွေ့တာ ဖြစ်ဖို့များသွားပြီလို့ပြောလို့ရတယ်မမေရတဲ့ Christian Eriksen နဲ့ဒါကျွန်တော်တို့ Manchester United တွေနဲ့ Christian Eriksen နေနဲ့ဒါမမေရ Andy Carroll နဲ့ဒဏ်ရာမရခင်ထိတော်တော်ကြီးကိုကောင်းခဲ့တာဖြစ်ပြီးတော့ Andy Carroll နဲ့ညီပီဒဏ်ရာရပြီးနောက်ပိုင်း Eriksen တောင်တော်တော်လေးကိုချေချသွားခဲ့ပြီးတော့လက်ရှိမှာအဲ တော်တော်လေးကိုအရင်နဲ့မတူတဲ့ခြေစွမ်းတစ်ခုပြဒါပေမဲ့အခုကတော့သူ့အနေနဲ့နှလုံးထဲမှာဆက်တက်ထားတဲ့အပြင်ကွန်တာဒန်အကြောင်းမလို့အရင်တော့ကပုံစံတစ်ခုမဖြစ်နိုင်တဲ့ဆိုတော့ကိုလည်းဒါအောင်နားလည်ပြီးလို့ရပါတယ်အဲ့တော့ Manchester United အသင်းအနေနဲ့လက်ရှိမှာတော့ကျွန်တော် Christian Eriksen ကိုဒါကျွန်တော် Manchester United အင်ဂျီနဲ့လက်ရှိမှာဒါကျွန်တော်ရက်သက်တစ်ပတ်အနည်းငယ်သာမြင်ရဖို့သာရှိပြီးတော့ပြီးရင်တော့ဒါကျွန်တော် Manchester United အသင်းကနေပြီးတော့ Christian Eriksen ထွက်ခွာမယ်ဆိုပြီးတော့တရားဝင်ဖို့ဒါကျွန်တော်တို့ Bruno Fernandes ခုဖာဘီဇီယိုရိုမာနိုအနေနဲ့တရားဝင်ဒီပြုထားခဲ့တာကိုတွေ့ရအောင်ဖြစ်ပါတယ်။နောက်ဆုံးသတင်းတစ်ခုအနေနဲ့လက်ရှိမှာ Manchester United အသင်းနဲ့ဒူတာကျွန်တော်တို့ခြေစွဲအနေငယ်ပြန်ပြနေခဲ့မြေ United အသင်းနဲ့လာမယ့်နေရာဒီမှာတိုက်စစ်မှုဆက်စစ်တရားဝယ်ဖို့အတွက် White Line ကိုရင်းသွမ်းမယ်ဆိုတဲ့သတင်းထွက်ပေါ်လာခဲ့တယ်။လာမယ့်နေရာဒီမှာ Indians အုပ်စုအနေနဲ့ Zigzag နဲ့ White Line နှစ်ယောက်ထဲကတရားကိုရောင်းချမယ် situation တစ်ခုရောက်လာခဲ့ပြီးတော့ Manchester United လက်ရှိနီးပြအာမိုရင်းကတော့ Zigzag ကိုအသင်းမှာဆက်လက်ပြီးတော့ထားစီခြင်းပြီး White Line ကိုတော့အသင်းကနေပြီးတော့ထွက်သွားမယ်ဆိုရင်တော့ဒါကျွန်တော်တို့ဘာမှမဖြစ်တဲ့ဆိုတဲ့ပုံစံမျိုးကိုဒါကျွန်တော်တို့ Ruben Amorim ရင်းကယူဆတာအဲကြောင့်မို့ဒါခုနကပြောလို့ပဲ60ကိုတော့လာမယ့်ရာသီမှာ Manchester United အင်ဂျင်နီပဲဆက်ပြီးတွေးရဖြစ်ပြီးတော့ White Land ကတော့အကယ်၍ဒါ tight တဲ့ကျွန်တော်တို့ဒါ J Dawson ခုနကပြောလို့အလေးလေတစ်ခုပုံစံမျိုးမှသာပါဝင်ခွင့်ရမယ်ဆိုရင်တော့ဒီကစားသမားကဒါကျွန်တော်ပုံစံအဲ့တော့လက်ရှိမှာ White Land ကိုအသင်းတော်များလည်းစိတ်ဝင်စားတယ်ဥပမာလက်ရှိမှာ Napoli သင်းနဲ့ White Land ကိုစိတ်ဝင်စားတယ် Napoli သင်းနဲ့ဒါကျွန်တော်တို့ Osimhen နဲ့ White Land အလေးလေပုံစံမျိုးကိုစိတ်ဝင်စားနေတဲ့ပုံစံမျိုးလည်းရှိတယ်ဒါပြင်ကျွန်တော် RB Leipzig လည်း White Land ကိုစိတ်ဝင်စားနေ RB Leipzig ကတော့ကျွန်တော် White Land ကိုဒါသူတို့ယူမယ်ခင်ဗျားတို့ဒါကျွန်တော်တို့ Benjamin Sesko ပြန်ပေးမယ်ဆိုတဲ့ပုံစံမျိုးကိုဒါကျွန်တော် ျွန်တော်တို့စဉ်းစားနေတဲ့နေရာမှာအဲ့တော့ wide line ကလက်ရှိမှာဒါကျွန်တော်တို့ငွေအားဖြင့်လည်း United အသင်းနဲ့တုံးနိုင်တယ်လို့လက်ရှိအနေထားရ Manchester United အသင်းနဲ့ဒါကျွန်တော်တို့ဟိုကစားသမားလဲလှယ်မှုမှာလည်း wide line ကအဓိကကြဖို့အတွက်ဒီရဖြစ်တယ်ဒါပေမဲ့မြို့မင်းစိုးစေးကမူလာမယ့်နေရာဒီမှာ Manchester United အသင်းရဲ့အနာဂတ်မှာတော့ဒါ wide line မပဘူးတော့တဖြည်းဖြည်းနဲ့ရာခိုင်နှုန်းများလာပြီလို့ပြောလို့ရတယ်ဒါမှပါတယ်ဒါပေမဲ့ ဒီဒီတဲ့မော်မူဒီဘီပြိတ္တတချို့ကတော့ white land ကိုအသင်းမှာဒါကျတရာသီလောက်ဆက်လက်ပြီးထားကြည့်မယ်ဒါအသင်းမှာမရှိခဏပြောဆိုပြ white land ကိုအသင်းမှာမရှိခြင်းနဲ့မရှိစေခြင်းနဲ့လူတွေကတော့ပူပူပြီးတော့များလာခဲ့ပြီလို့ပြောပြရစေဒီလောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3.0နဲ့ဒီ for you တို့မှာကျင်းလို့ဆိုတော့ပေါင်းကူညီလို့ရပါတယ်များများလေးလည်း clip ဖို့မမေ့ကြပါနဲ့အောက်ကကူညီအောက်က comment တွေမှာလည်း youth sport media 3.0နဲ့ tv for you တို့ link လေးတွေကိုထည့်ပေးထားကြကြောင့်များကူညီပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်များများလေး clip ဖို့မမေ့ကြပါနဲ့ဟုတ် မြန်မြန်ကလစ်မှာမြန်မြန်နေဖြစ်ပါတယ်အခုချိန်ကြီးတည်းကျွန်တော်တို့ကာကွယ်ကူညီစီစဉ်မှာပါဝင်ကူညီပေးနေတဲ့ဒါကျွန်တော်ငလင်းဘန်ငလင်းဘေးနဲ့ပတ်သက်ပြီးကူညီပေးနေတဲ့လူတယောက်ချင်းတန်းကိုလည်းအများကြီးအများကြီးကျေးဇူးတင်ပါတယ်လို့ပြောရင်းနဲ့ပဲကျွန်တော်ကိုတောင်းကုန်ပြပါဗျအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်မှ AC2 ကြတာပေါ့ဒေဗော်ဗျ